အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့ငုံအသားကက်ကြော်လေးလှုပ်ရှားมาဖြစ်ပါတယ်ပထမဆုံးငုံလေးတွေကိုပြုတ်ထားလိုက်ပါမယ်ရင်နှွေးစုတဲ့ချိန်နေထည့်ပြီး7မိနစ်လေးဆိုရင်ငုံလေးလေးရပါပြီအသားလေးကို အရသာနေဖို့အတွက် ပါဝင်တာလေးတွေကတော့ကြက်သွန်ဖြူနီနှုတ်နှုတ်စင်းထားတာလေးရဲ့ကြက်ဥခောက်ထားတာလေးရဲ့ဂျုံမုတ်ငရုတ်ကောင်းမုတ်တို့ပါပါမယ် ကြက်သားနှုတ်နှုတ်ဆင်းတဲ့အထဲကိုကြက်သွန်ဖြူလေးထည့်မယ်။ကြက်ဥအနေတော်လေးထည့်မယ်။ဂျုံမှုတ်လေးရယ်။ငရုတ်ကောင်းမှုတ်လေးတွေထည့်ပြီးတေချာလေးတမအောင်နယ်ပေးရမယ်နော်။ငုံဥအသားကတ်ကြော်လေးလှုပ်ဖို့အတွက်ပါဝင်တာလေးတွေက နေထားတဲ့ကြက်သားလေးရယ်။ငုံဥဂျုံမှုတ်ကြက်ဥခောက်ထားတဲ့အရေးလေးပေါင်မုံကြောက်တို့ရယ်လိုပါမယ်နော်။ အရင်ဆုံးငုံလေးကိုအသားလေးတွေနဲ့လုံးပေးရပါမယ်။ပြီးရင်ဂျုံမုံလေးကပ်ကြုပ်အရည်လေးနဲ့နေပြီးပေါင်မုံချောင်လေးကပ်လိုက်ရဲ့ခုလုံအသားလုံးလေးတွေရပါပြီနော်။စီလေးပူလာပြီဆိုရင်စပြီးကြော်လို့ရပါပြီ။ဒီမှာမီးအေးအေးလေးနဲ့ကြော်ပေးရပါမယ်။အဲ့ဒါလေးတော့တတိထားရမယ်။မီးပြင်းသွားရဲ့အပေါ်ကအရင်မဲသွားပြီးအထဲကအသားမကျက်ပဲဖြစ်နိုင်လို့ပါ။ကြော်ပြီးသွားရင်စီလေးစစ်ပြီးရင်စပြီးတော့စားလို့ရပါ ားလုံးပဲကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ